တို့အားလုံးမင်္ဂလာပါခုသင်ခန်းစာမှာကျွန်တော်တို့အာ database တွေလိုအပ်တဲ့ဟာတွေဒီဟာလေးတွေကျွန်တော်လုပ်ရအောင်ပေါ့နော်အဲ့တော့ message တွေကိုကျွန်တော်အခု source line တော့ကျွန်တော်မပြောခဲ့ဘူးအဲ့တော့ initial ဒီမှာ static method နဲ့ render ကိုလမ်းပြီးခေါ်တယ်ဒီကောင်ကဘာကိုတောင်းလဲဆိုတော့ react component တကူပတ်လန်ကြောင့်တကူလာပြီးတော့တောင်းတယ်ပေါ့နော် initial render react component ပတ်လန်ကြောင့်တကူတောင်းတယ်ပတ်လန်ကြောင့်ဘယ်ထဲမှာဖြစ်ရမလဲဆိုတော့ resource set ရဲ့ gs တွေဟာဒီ pages တွေမှာဖြစ်ရမယ် pr အကြီးဖြစ်ဖို့ လိုလဲပေါ့နော်အချားတွေဟာကို तू က RAM ပါပေါ့နော်အဲ့တော့ဒီမှာ text တွေမှာရှိတဲ့ index ကို RAM ဆို text လဲ index ဝေကမ်ကို RAM ဆိုလို့ရှိရင်တော့အာဝေကမ်တက်ပြီးတော့ရေးလိုက်ရုံပဲပေါ့နော်ဒါ initial render ဆိုတာဒီ react ဒီ component တခုလာပြီးတော့ run တာပေါ့နော်ဒီမှာတော့ pages အနေနဲ့ page တွေအနေနဲ့ယူဆတာပေါ့ဗျာအဲ့အဲ့လိုမျိုးပေါ့နော်အခုကျွန်တော်တို့ကဘာလုပ်ချင်လဲဆိုတော့အာ test ကို CRB operation လုပ်ချင်တယ်အဲ့တော့ route sorry route resource နဲ့ IS ဆိုပြီးပါစီ resource နဲ့ ဒီမှာ text test ကိုလာရဆိုရင်ဒီမှာ text controller ရဲ့ test controller ကိုကျွန်တော်သုံးမယ်ပေါ့နော်အဲ့တော့ text controller နဲ့သွားမယ်ဆိုတော့ကျွန်တော်မှာအဲ့ဒီ text controller မရှိသေးဘူးပြီးရင်နောက်တစ်ခုက model မရှိသေးဘူး text database ဆိုတော့ပေါ့နော်အဲ့တော့ model အရင်ဖန်တီးလိုက်မယ်ပြီးရွာဒီစင် make make model နဲ့ dsk text migration file မှာအပါဖန်တီးမယ်လို့ပြောလိုက်မယ်ပြီးရင်အာ php and design make controller နဲ့ text controller the dash i s o u r c resource okay ဒါဆိုရပြီအဲ့တော့ model တစ်ချက်သွားရအောင်အဲ့တော့ဒီမှာ text text model တစ်ချက်သွားလိုက်မယ်ဒီမှာ root text file really philip နဲ့အာ text ရဲ့နာမည်ဒီပေါ့နော်နာမည်ကိုကျွန်တော်တိမ်းထားမယ်ပြီးတော့ create text migration file မှာကျွန်တော် database တွက် lower တဲ့ဟာလေးသွားလို့ရအောင်ဒီဘက်ကနေအာ text နဲ့အာ name ပေါ့နော်ခုနကကျွန်တော် name column ပေးခဲ့တာ โอเคဒါဆိုရပြီရပြီဆိုတော့ကျွန်တော်က um .env မှာ database setup တွေ့သွားပြင်ရအောင်မှာ sqlite ဖြစ်နေတယ် my sql ကိုကျွန်တော်သုံးမယ်ပြီးရင်အာကျွန်တော်မှာ test ဆိုတဲ့ database ရှိတယ် test database ကိုကျွန်တော်သုံးမယ်အဲ့တော့ make sure ကအာ text database ကိုသွားပြီးတော့ဟိုဟာဖြစ်ပါတော့ pandy ပါတော့အဲ့တော့ကျွန်တော်ကအရင်ဆုံးခဏလေး dd ဟိုဟာ ဇမ်စာပါလေးတစ်ချက်ဖွင့်လိုက်အောင်မှာ SQL စာပါလေးပေါ့နော်ဒါတော့ကိုကြိုက်တဲ့ database ကိုကိုသုံးပါနော်သုံးနိုင်တယ် okay အခု stop ဖြစ်နေတယ် start all လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာအာ local host လက် php မှာ admin ခေါ်ကြည့်မယ်မရသေးဘူးဒီကောင်လေးခဏလေးစောင့်နေဖို့လိုတယ်ပေါ့နော် အဲ okay ရပြီဒီမှာဒီမှာ test ကျွန်တော်မှာ test database ရှိတယ်ပေါ့နော်ဒီ database ကိုသုံးမှာပေါ့နော် okay အဲ့တော့ဒီမှာ php artisan migrate fresh okay အဲ့ database ရဟာဒီအကုန်လုံး clean လောက်သွားပြီကျွန်တော်တို့ရဲ့အဲကျွန်တော်ဒီမှာ text ဆိုတာတွေ့လားဒီ text တခုပဲဒီမှာရောင်းနေပြီပေါ့နော် text ဟာလေဒါဆိုရပြီရပြီဆိုတော့ database တွေလည်းအစင်းပြေသွားပြီပြေသွားပြီဆိုတော့ကျွန်တော်တို့တွေဒါဖန်တီးလို့ရပြီ အဲ့ route versus နဲ့ test ကိုလာရဆိုရင် test controller ပြီး class နဲ့ကျွန်တော်လမ်းမျိုးဟာဖြစ်လာမယ်အဲ့တော့ select test ကိုလာပြီးခေါ်ရဆိုရင် test controller ရဲ့ index method က run လေးမယ်ဒီမှာ return နဲ့ any id ရ inertia rend ရ render နဲ့ဒီကောင်လောက်ပါဆိုတော့ text like index page ကိုလာပြီးတော့ render လုပ်မှာပေါ့နော် okay အဲ့တော့ဒီမှာအနောက်ကနေပြီးတော့ select text ကိုလမ်းမျိုးခေါ်လာရင်အဲဒီမှာခုနကကျွန်တော်တို့ index ရေးထားတဲ့ page အာထွက်လာတယ်ပေါ့နော်အဲ့တော့ဒီဒီ route မှာကျွန်တော်ကဘာလုပ်ရှင်လဲဆိုတော့ select ကိုခွင် return နဲ့ i redirect နဲ့ select အ text ဆိုတဲ့ route ကိုကျွန်တော်ကသွားခြင်းတယ် okay အဲ့တော့ဒီဆိုလိုတာဒီလိုမျိုး home page ကို sorry home page ကိုလာရဆိုလို့ရှင်လဲအ text ကို redirect ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဒီဟာလေးနားလည်မယ်လို့ကျွန်တော်အာထင်ပါတယ်အဲ့တော့နောက်ထပ်သင်ခန်းစာတစ်ခုမှာကျွန်တော်တို့ ဒီ home page ကကိစ္စလေးတွေစပြီးတော့ရေးအောင် text တွေအကုန်လုံးထုတ်ကြည့်တဲ့ page ပေါ့နော်ဒီဟာလေးကိုဆက်ပြီးတော့တွားရအောင်အားလုံးကျေးဇူးပါ